ကဲဒီနေ့ဗီဒီယိုကိုမစတင်ခင်မှာကျွန်တော်ဒီ Vivo V50 Lite ရဲ့ Mission Impossible Challenge ဆိုတဲ့ဗီဒီယိုလေးကိုအရင်ကြည့်စေချင်တယ်ပေါ့နော်မကြည့်ရသေးတဲ့သူတွေကကျွန်တော်တို့ MyTap မြန်မာရဲ့ဒါ Facebook YouTube TikTok အဲ့မှာသွားပြီးတော့ share ကြည့်လို့ရတယ်ဘာလို့ကြည့်စေချင်လဲဆိုတော့ကျွန်တော်ဒီဖုန်းရဲ့တကယ်နေ့စဉ်ဘဝလက်တွေ့အသုံးဝင်ပုံတွေသူ့ရဲ့ဒီပေါ့နော် Real Life Experience ကဘယ်လိုရှိလဲဆိုတာကိုကျွန်တော်အဲ့ဗီဒီယိုမှာတခြားစမ်းပြတာမို့လို့အာအရင်ဆုံးကြည့်ပြီးတော့မှဒီဗီဒီယိုပြန်လာကြည့်သေးချင်တယ်ပေါ့နော်โอเคတော့ထားပါဆိုတော့ဒီဖုန်းရဲ့အဓိကအသာချက်ကဘာလဲဆိုတာတော့ဒါတချို့လူတွေလည်းသိပြီး ဟိုဖြစ်မယ်ပေါ့နော်။ဘာလဲဆိုတော့6500 mAh blue bolt battery ပါတာ။ဆိုတော့ကောင်းရဲ့ blue bolt battery ကဘာလဲဆိုရင်စီလီကွန်ကာဘွန်အမျိုးအစားစီလီကွန်ကာဘွန်အမျိုးအစားကိုမှ second generation ပေါ့နော်။အဲ့တော့စီလီကွန်ကာဘွန်နဲ့ဒီ lithium ion နဲ့ဘာကွာလဲဆိုတာအနည်းငယ်ရှင်းပြရမယ်ဆိုရင်တော့ silicon carbon က lithium ion ထက်ဆိုင်ရင်သူက battery capacity ပို့ပြီးတော့စတဲ့ဥပမာဗျာဟိုဖုန်းအထု8 mm ချင်းအတူတူဆိုရင်တော့မှ silicon carbon တွေက1000လောက်ပို့ပြီးတော့စတဲ့ဒီဖုန်းမှာကျတော့6500 mAh ဖြစ်တဲ့အတွက်တာမန်ဖုန်းတွေထက် ဒါ1500 mAh လောက်ပို့ပြီးတော့စတယ်တကယ်ပြောတာပါဒီကောင်က6500ကြီးတော်တော်ခံတာပြပြီးတော့အားခံရုံနဲ့မဟုတ်ဘူးဒါ 90W fast charger လဲပါတယ်တော့အခုလိုမီးခတ်တဲ့အချိန်နေနဲ့လုံးဝအံဝေခွင့်ကြပဲပေါ့နော်ဆိုတော့ဒီဖုန်းကိုအားခံတယ်ဆိုတာကျွန်တော်ပါးစပ်နဲ့ပဲပြောရဲဆိုတာတဲ့နည်းနည်းလေးမြင်အောင်ဒါဥပမာပေးပြီးပြောရရင်ကျွန်တော်ဒီဖုန်းကိုမနက်6:18လောက်ကနေစပြီးတော့ည7:00နာရီအထိလာလုံးဝဗျံပဒါတုံးပြတာပေါ့နော်ဗျံပဒါတုံးပြတဲ့ဆိုတဲ့အထက်မှာကျွန်တော်ရုပ်ရှင်ကြည့်တာတွေပါတယ်ဂိမ်းဆော်တာတွေဆိုရှယ်မီဒီယာတွေအဲ့ဒါအကုန်ပါတယ်ဗျာဆိုတော့ heavy user တုံးတဲ့အချိန်မှာဒီဖုန်းက အားတရားနေမလို့ပါ53လောက်ထိပဲစင်းတယ်53ထိပဲစင်းတာเนาะမနက်6နာရီကနေည7နာရီဆိုတဲ့အချိန်မှာဒါတော့ကျွန်တော်တို့ heavy duty တွေသုံးတဲ့သူမျိုးလို့ဗျဒါတချို့သူတွေဆိုရင်တော့တို့ဖုန်းတွေကဒါ80 80လောက်နဲ့ပဲဟိုတို့ရဲ့ဒီ challenge ကိုအရှုံးပေးလိုက်ရရှိတယ်ပေါ့เนาะဆိုတော့ဒီဖုန်းရဲ့အဲ့ဒီ battery ခံတယ်ဆိုတော့အပိုင်းကတော်တော်ကြီးကိုအံ့ဩစရာကောင်း ဆိုတော့လက်ရှိကျွန်တော်သုံးမှုသမျှဖုန်းတွေထဲမှာဒီဖုန်းထက်ဘက်တရီခံတဲ့ဖုန်းမရှိသေးဘူးလို့တော့အကြမ်းပြတ်သတ်မှတ်လို့ရတယ်။ဆိုတော့ဒီဖုန်းကဘယ်သူတွေနဲ့တင့်တော်မလဲဆိုရင်အမရုပ်ရှင်အရန်ကြည့်များတဲ့သူတွေဒါဖုန်းကိုခဏခဏအားသွင်းရတာမကြိုက်တဲ့သူတွေနဲ့ကတော့လုံးဝဟို recommend ပေးခြင်းနဲ့ပေါ့နော်။ဒီကောင်းရဲ့ကင်မရာက 50MP Sony IMX882 ဖြစ်တဲ့အတွက်ပုံထွက် quality လေးတွေကတော့2.0တုဆန်နဲ့ကြိုက်တဲ့ပုံထွက် quality ရတယ်။ပြောချင်တာကဗျာဒီ73သိန်းနဲ့ဝင်းကျင်ဈေးတွေထဲမှာအားလုံးနဲ့ရှင်ပေါင်းတန်းနိုင်တယ်ဆိုရဲအနေထားမှာရှိရပါတော့။ဆိုတော့ပုံထွက် quality လေးချက်ကြည့်ကြည့်လိုက်ပါအောင်။ ဗီဒီယို quality နဲ့ပတ်သက်ပြီး recommend ပေးလာလို့မေးရင်တော့ဒီဖုန်းလေးကဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့အရင်ကြီးအားဆိုင်ထုတ်ထားတာမျိုးမရှိဘူး။ဘာလို့လဲဆိုတော့သူ့ရဲ့အဓိကအားသာချက်ကဒီတစ်ခေါက်မှာ ဘက်ထရီဖြစ်နေရလဲပါတယ်ဒါပေမဲ့လည်းဒီကောင်ရဲ့ display ကတော့ကျွန်တော်ဒီစေးတန်းထဲမှာလုံးဝ recommend ပေးခြင်းတယ်ဒီကောင်မှာပါတာက 120Hz 1080p POLED အဲ့ဒါကိုမှဒီကောင်ရဲ့ HBM မှာ 1300nits ရပြီးတော့ P-Bank နဲ့ဆိုရင်1800အထိရမယ်ပေါ့နော်ဒီဖုန်းလေးရဲ့ SoC ကအရင်ကြီး powerful မဖြစ်တော့ညာလဲပဲဒီကောင်ရဲ့ 120Hz က Phantom OS နဲ့ integration လုပ်ထားတာတော်တော်လေးကိုတည့်ရတဲ့အတွက် 120Hz display ရဲ့ experience ကိုအပြည့်အဝရရလို့ကျွန်တော်အားမခံပါတယ် Vivo ကိုယ်တိုင်ကလည်းဒီဖုန်းကို software update တွေနဲ့လာပေါင်း90တိုင်တိုင်ပေါ့နော် smooth experience ရလုပ်ပေးမယ်လို့တော့အာမခံထားတယ်ကျွန်တော်ကတော့ပြောရရင်ပြန်2025ရောက်နေပြီဒီ Snapdragon 685ထက်တော့နည်းနည်းလေးပို့ပြီးတော့အပြောင်းလဲလေးလုပ်စေချင်နေပြီပေါ့နော်အရင် series တက်ဆိုင်တိုးတက်လာတဲ့အပိုင်းတွေကကျတော့ဒီကောင်ရဲ့ design လေးကပို့ပြီးတော့ငြိမ်လာတယ်ပြီးွားရင်သူကောင်ရဲ့အရှိ screen ပေါ့နော်အရှိ screen ကဘောင်နေချင်းတွေကအဲဘယ်လိုပြောရမလဲအရင်ကြီးမညီသေးပေမဲ့တော်တော်လေးကိုပါပြီးတော့ ဟိုတက်ရတယ်ဆိုရဲအပိုင်းကိုတော့ရောက်လာပြီဗျာပြီးွားဒီကောင်မှာ SGF Pfizer certification နဲ့ပြီးွား military grade အကြမ်းခံတဲ့ဘာညာအဲ့ဒါတော့ထုံးစံတိုင်းပါတယ်ပြီးွား IP65 ဆိုတော့ဒါရေဆိုးရေစိမ်းလဲအတော်သင့်တော့ခံသေးတယ်400 volume ပါတဲ့အတွက်ကျွန်တော်တို့ public area မှာဒါအတန်အကျယ်ကြီးဖွင့်ပြီးဖုန်းသုံးကျင်တဲ့သူတွေလည်းလုံးဝအန်ကိုက်ပဲပြီးွားဒီကောင်လေးကဒါ RAM 8+8 ပြီးွား256နဲ့လာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဓာတ်ပုံရရဒါဟိုရုပ်ရှင်တွေပါတိန်းလို့လည်းအဆင်ပြေတယ်ဗောနော်ဆိုတော့ဒီကောင်ရဲ့ဈေးနှုန်းလေးကဒါ8256ကို12သိန်း9000 6800ဆိုတော့ဒါ73သိန်းဝင်းကျင်မှာရှိတယ်ဗျာဆိုတော့နောက်ဆုံးညီကုန်းချုပ်ပေးရရင်ကျွန်တော်တို့73သိန်းမှာတန်တာဘာတွေပြင်ရလဲဆိုရင်တော့ကျွန်တော်တို့ဒီသူ့ရဲ့ကင်မရာဆက်တပ်ပေါ့နော်ကင်မရာဆက်တပ်လေးကတော့73သိန်းမှာမဆိုးဘူးအဲ့ဒါကိုမှ Aura Light ဒီ Soft Light တင်လေးပါမယ်ပြီးတော့ကျွန်တော် Anatisic Fingerprint 120 Hz OLED အဲ့ဒါလေးတွေကတော့တန်တယ်ပေါ့နော်ဆိုတော့နောက်ဆုံးဘယ်သူတွေနဲ့အဆင်ပြေဆုံးဖြစ်မလဲလို့ဒါအကြံပေးရမယ်ဆိုရင်ဖုန်းကိုလုံးဝဟိုခက်ကြမ်းကြမ်းလေးပေါ့နော်အကြံပန်းလည်းသုံးကျင်တယ်ပြီးွားရင်ဒါဘက်ထရီကိုလည်းရေရှည်ပေါ့နော်၄၅နှစ်အဲတက်တန်းကြကြနဲ့ကင်ကျင်တယ် ပြီးပါရင်ဖုန်းကိုဖုန်းလိုပဲသုံးမဲ့သူတွေကတော့ဒီဖုန်းလေးကအဲရွေးဖို့အဆင်ပြေတယ်ဗောနော် ပြောလို့ပြောတာမဟုတ်ပြဒီဒီဇိုင်းကနောက်၄နှစ်လောက်ကြာသွားရဆိုရင်တော့မှအရင်ကြီးရိုးမသွားတဲ့ဒီဇိုင်းလိုမြင်တယ်ဘက်ထရီကလည်းနောက်၅နှစ်ထိအာမခံရရှိတာဖြစ်တဲ့အတွက်ဒီလောက်ကတော့ကံပြောပါတယ်ပြီးရင် Vivo ကပြီးခဲ့တဲ့လ23ရက်နေ့ကနေပြီးတော့အခုမေလ9ရက်နေ့အတွင်းဒါ V40 V40 Lite V50 V50 Lite အဲ့လိုဝယ်ယူသူတွေအားလုံးကိုတစ်လုံးဝယ်တစ်လုံးတည်းလက်ဆောင်ကန်ဆယ်မဲ့အနေနဲ့ဒါ V40 ရဲ့ထည့်ပြီးတော့မဲဖောက်ပေးနေရပြီးတော့သွားပြီးတော့ ကန်ဆန်းကြည့်ဖို့တိုက်တွန်းခြင်းနဲ့ပြီးွားဒီ V50 light ကိုဒါပထမဆုံးဝေယူသူတွေအတွက်လည်းဒါ fast save gift တွေပြီးွား free gift တွေလည်းထည့်ပေးနေရမှာလို့ကျွန်တော်တို့ဒါ Facebook မြန်မာ page မှာသွားပြီးတော့လေ့လာနိုင်ပါတယ်